ဒရိုက်တာဝိုင်ရဲ့အကြောင်းတွေကိုဖွင့်ချလိုက်တဲ့မေမေကူကူအားလုံးပဲမီလာဝါပရဒီကျန်ရှင်မေမေကူကူကတော့အခုဆက်အနုပညာလုပ်လေးတွေမှာအောင်မြင်မှုတွေကိုရရှိနေပြီးဇာတ်ကားတွေကိုစတိုင်ဆိုသလိုရိုက်ကူနေရပါတယ်။အခုဆိုရင်မေမေကူကူကအနုပညာအလုပ်လေးတွေမှာစတိုင်ရိုက်ကူနေရတာပါ။အခုလက်ရှိမှာတော့မေမေကူကူကဘဲတက်တွေကိုတက်ရောက်နေရပြီးရရှိတဲ့ဇာတ်ကားကြီးတွေမှာစတိုင်ရိုက်ကူပေးနေရပြီးဖြစ်ပါတယ်။ အခုဆိုရင်လည်းမင်းသမီးလေးမိမိကိုကိုကတော့ဇက်ကရိတ်ကိုရေးတွေအတွက်ကလန်ခန်တာပဲဒီကနေ့မှတော့မိမိကိုကိုကဒရိုက်တာဝိုင်းရဲ့အကြောင်းလေးတွေကိုထုတ်ပေါ်လာခဲ့ပါတယ်။မိမိကိုကိုကဒရိုက်တာဝိုင်းနဲ့ပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါတယ်။မိမိကိုကိုကအခုဆိုရင်ဒရိုက်တာဝိုင်းနဲ့တူဇက်ကရိတ်ကိုပိုပြန်ဆန်းထားပါတယ်။၆ရက်နေကြာရင်ပေါ့နော်။ဒရိုက်တာဝိုင်းနဲ့ကရန်ကိုရိုက်ချင်ခဲ့တာပေါ့နော်။ဘီလင်းစံနဲ့စက်ကောင်လေးပဲဖြစ်မှာပါ။ ကိုဝိုင်းတို့ကတွေ့ကြုံပိုင်းတွေရများတယ်ပေါ့နော်။စကောင်တကောင်ကိုချပေးရင်လေ character နဲ့လိုက်မဲ့ပုံစံလေးတွေနဲ့ကို့ကိုမြင်ပေးတာပေါ့နော်။ကိုဝိုင်းကအရန်တော်ပြီးအတွေ့အကြုံများပါတယ်။ကိုဝိုင်းနဲ့အတူတူရိုက်ကူးချင်နေကြပါပြီဆိုပြီးပြပြလာခဲ့ပါတယ်။မိမိကူကူကတော့ကိုစရဲ့ director ဝိုင်းနဲ့အတူတူစကားလေးတွေကိုရိုက်ကူးလာတော့မှဖြစ်ပြီ။ မိမိကူကူကတော့လာမဲ့ဇာတ်ရည်မှာမတူညီတဲ့ character မျိုးနဲ့တွေ့မြင်ရမှာဖြစ်ပြီးရွှေရနဲ့ကွဲထွက်နေတဲ့စိတ်ရုပ်မျိုးဖြစ်တာကြောင့်ပရိရိကစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်ဆိုပြီးလဲမိမိကူကူကပြောပြလာခဲ့ပါတယ်မင်းသမီးလေးမိမိကိုကတော့ပရိတ်တွေထင်မှတ်ထားသလိုအကယ်ဒမီမရခဲ့ပေမဲ့လည်းအခုဆွေသူရဲ့အနုပညာလှူရှာမှုတွေမှာအကောင်းဆုံးကြိုးစားလုပ်ကိုင်နေလျက်ရှိပါတယ်။မိမိကိုကတော့အနုပညာလှူလေးတွေမှာအကောင်းဆုံးကြိုးစားသွားမယ်လို့လည်းအင်တာဗျူးအနေနဲ့ပြောပြလာခဲ့ပါတယ်။ အခုလက်ရှိမှာတော့ဒရိုက်တာဝိုင်ရဲ့ဂန်ကော်နီရုပ်ရှင်စကားကြေးအားပြည်သူရဲ့အပေးမှုတွေကိုအပြေဝရရှိနေပြီးမိမိကူကလည်းအဲဒီပေါ်မှာအားရတင်နေနေပါတယ်။မိမိကူကတော့ဂန်ကော်နီရုပ်ရှင်ကားနဲ့ပတ်သက်ပြီးတော့လည်းသူ့ရဲ့အမြင်လေးတွေကိုအခုလိုပဲပြပြလာခဲ့ပါတယ်။မေမီကိုကဒီစကားလေးကအလန်းတက်လေးပါရပေါ့နော်ဇလန်လေးရလေကောင်းတဲ့အားလုံးကတော့ကိုယ့်နေရာနဲ့ကိုစူးစမ်းပြီးတော့တရားဆောင်ထားကြတယ် ဒီဇက်ကလေးနဲ့ပတ်သက်ပြီးပရိသရီကလေးသဘောကျကြမှာပါဆိုပြီးတော့မိမိကိုကပြပြလာခဲ့ပါတယ်။မိမိကိုကဇက်ကားရီကိုဒရိုက်တာဝိုင်းနဲ့တူအေဂူလာနီယာပဲပြပြီးသူရဲ့ဇနလေးကလည်းပြေဝသွားပြီလို့ဆိုပါတယ်။မိမိကိုကတော့အနုပညာလန်းကျောင်းပေါ်မှာ ဆယ်စုနှစ်ကျော်ကြာမြင့်လာတဲ့တဲ့အောင်မြင်မှုတွေကိုရရှိနေတဲ့မင်းသမီးလေးတယောက်ဖြစ်ပါတယ်။အနုပညာလုပ်လေးတွေမှာ အကောင်းဆုံးကျိုးစားနေတဲ့မိမိကိုကိုကိုဗီဒရီကအကယ်ဒမီထူးချိုးစုတွေကိုရရှိစေချင်ကြပါတယ်။အခုဆိုရင်မင်းသမီးလေးမိမိကိုကိုကရိုက်ကိုရေးလေးတွေကိုစက်တိုက်ရိုက်ကိုလာနေရပြီဖြစ်ပါတယ်။မိမိကိုကိုကတော့လာမဲ့စကားချင်းရိုက်ကိုလာတော့မဲ့အပေါ်မှာလဲအခုလိုပဲပြောပြလာခဲ့ပါတယ်။ မိမိကိုကိုကလာမဲ့ဆက်ကားလေးမှာတော့ဘီလိမ်ပဲဖြစ်မလားဒရမာပဲဖြစ်လာမလားဆိုတော့မသိရသေးပါဘူးတီချာရာကတော့ကိုရိုက်ကိုဖို့ရှိနေတဲ့ကားလေးမှာပရိသတ်တွေမြင်တွေ့နေကြမဟုတ်တဲ့ character နဲ့ပဲဖြစ်လာဖို့များပါတယ်အဲဒီပုံမှာလည်းအကောင်းဆုံးပြင်ဆင်သွားမှာပါဆိုပြီးတော့မင်းတမင်းလေးမိမိကိုကိုကပြပြလာခဲ့ပါတယ်အလူရဲ့ချစ်တွေကိုတိမ်ပိုက်ထားတဲ့မိမိကိုကိုကတော့အနုပညာလုပ်လေးတွေမှာအကောင်းဆုံးစူးစမ်းရဖြတ်တန်းနေလျက်ရှိပါတယ် ကဲပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်တော်တို့ channel ကနေပြီးတော့စိတ်ဝင်စားဝေးရတဲ့အကြောင်းတွေနဲ့တူပြန်လာခဲ့အောင်ပါဖြစ်လို့အတိတ်တော်တွေတင်နိုင်မလို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနားချက်ပြေးခလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်